ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆုံးမဲမဲမျက်နှာလို့ကျွန်တော်ရကောဝဲပြီးမင်းရဲ့မွေးနေ့မှာတစံဖန်ကောအပီနာစီနေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမတ်တရားနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင်မတူရဲ့တစံအပမ်တဲ့ပြည်သက်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေ ီနေ့ပထမဦးဆုံးအနေနဲ့မင်းနေဆူတောင်းပေးရမယ့်မင်းနေရှင်ကတော့ရန်ကုန်မှာနေတဲ့မောင်လင်းလတ်ဦးပဲဖြစ်ပါတယ်။ရန်ကုန်မှာနေတဲ့တားကြီးမောင်လင်းလတ်ဦးရဲ့ဒီနေ့မှရောက်ရှိလာတဲ့15နှစ်ပြည့်ဝင်တဲ့အတွက်ကိုတော့မမေသိန်းဝီကပောင်ရင်ဆူတောင်းပေးလာမယ့်ဖြစ်ပါရှင်။ သစင်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့ဝင်းနေစုတောင်းစီစဉ်မှာဒီတစ်ခါမှာထပ်မံပြောင်းစုတောင်းပေးရမယ့်ဝင်းနေရှင်ကတော့မော်လမြိုင်မှာနေတဲ့မတ်ဒိုင်နာဆော်မင်းရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။မတ်ဒိုင်နာဆော်မင်းရဲ့ဒီနေ့မှရောက်ရှိလာတဲ့22နှစ်ပြည့်ဝင်းနေအတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့မော်လမြိုင်မှာနေတဲ့သီရိဆော်စုစုပန်ခင်းစာသွဲမင်းမင်းမင်းထိုင်းနဲ့ခန်တူးမောင်တို့ကပောင်းရင်စုတောင်းပေးလာပဲဖြစ်ပါရှင်။ ိသတ်များရှင်အမတရားနေစီစီရဲ့မွေးနေ့ဆုတောင်းစီစဉ်မှာဒီတစ်ခါမှထပ်မံပြီးတော့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မြန်အောင်မာနေတဲ့ဦးဝင်းမောင်ပဲဖြစ်ပါတယ်။ဦးဝင်းမောင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့56နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မြန်အောင်မာနေတဲ့ချစ်စနီးဒေါ်ခင်မမှုစွန်တမီးကြီးလာမင်းမောင်နဲ့တားငယ်လင်းထက်စော်တို့ကပအဝင်ဆုတောင်းပေးလာမယ်ဖြစ်ပါရှင်။ ။ဒစီအန်ဖန်ရဲ့ပရိသတ်တွေအားလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကားနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရှင်။ ပြည်သူများရှင်မတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်မှာပါဝင်လာတဲ့သူကတော့ဘကိုးမာနေတဲ့ကိုဟန်ဆောင်မင်းပဲဖြစ်ပါတယ်။ကိုဟန်ဆောင်မင်းကတော့မောက်ဝေခိုင်နဲ့ဒီနေ့မှချက်သူတက်တန်း၅နှစ်ပြည့်မြောက်လာတဲ့အတွက်ကိုရိုင်းပါဝင်တောင်းဆိုလာပဲဖြစ်ပါရှင်။ တစင်ပရိသတ်များရှင်မတ္တရားနေ့အစီအစဉ်ကိုတော့ချွတ်တင်ဆက်ပေးကြရပါဖြစ်ပါတယ်ပရိသတ်ကြီးကမတ္တရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူချစ်သူဆောင်တွေမင်္ဂလာဆင်းရဲမောင်နှံနေအားလုံးတို့ကိုစုမော်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့တစင်ဖယင်ဖုန်းနံပါတ်ဖြစ်တဲ့3336391639ကိုနေ့စဉ်နေ့လယ်တနင်္ဂနွေနေ့နှစ်ရက်တွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်တစင်ဖယင်ဖုန်းနံပါတ်ဖြစ်တဲ့3336391639နေ့အတူတူတစင်ဖယင်အနာတိတ် YouTube channel မှာလည်း comment လေးနဲ့အတူပေါင်းရင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေပြည့်သက်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါရှင်။